ငါလင်းတန်းတဲ့မြန်မာကျောင်းသားတွေအတွက်တန်ကိုရီးယားဟမ်ဆောင်တက္ကသိုလ်ကပညာသင်ဆုတွေပေးမယ်။အင်အားဖြင့်မြန်ကလေးလှုပ်ခတ်ခဲ့တဲ့မြန်မာနိုင်ငံကကျောင်းသားတွေအပါအဝင်တဘာဝဘေးအန္တရာယ်တွေဒေသတွေကကျောင်းသားတွေကိုပညာတော်သင်ခေါ်ယူမယ်လို့တန်ကိုရီးယားဟမ်ဆောင်တက္ကသိုလ်ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ ငလင်တန်ကြောင့်ထိခိုက်ခဲ့တဲ့မြန်မာចောင်းသားတွေနဲ့ကိုရီးယားအရှေ့တောင်ပိုင်းပြည်နယ်တွေမှာလက်တလုံးတော်မီလောင်ကျွမ်းမှုတွေကြောင့်ထိခိုက်ခဲ့တဲ့ចောင်းသားတွေကိုတဘာဝပေးအထူးပညာသင်တော်စုတွေပေးအပ်သွားမယ်လို့ထုတ်ပြန်ကြမှာဆိုပါတယ်။အရေးချင်းပြေးမိတဲ့ចောင်းသားတွေအနေနဲ့ AB 10ရက်နေ့ကနေ9ရက်နေ့အတွင်းပညာသင်စုတွေရှောက်ထားနိုင်မှာဖြစ်ပြီးအသေးစိတ်အချက်အလက်တွေကိုတက္ကသိုလ်ရဲ့ဝက်ဘ်ဆိုက်မှာကြေညာပေးထားမှာဖြစ်ပါတယ်။ ရှောက်ထားသူတွေအနေနဲ့တဘာဝပေးကြောင်းထိခိုက်ပျက်စီးခဲ့ရတဲ့အထောက်အထားတွေကိုအသင်ပြရမှာဖြစ်ပြီးတက္ကသိုလ်ကအကဲဖြတ်ပြီးနောက်မှာသတ်မှတ်ထားတဲ့ပညာသင်ဆုပမာဏကိုရရှိမှာဖြစ်ပါတယ်။မမျှော်လင့်တဲ့ဘေးအန္တရာယ်တွေနဲ့အရေးပေါ်အခြေအနေတွေကြောင့်ရောဂါနေရတဲ့အကြောင်းသားအကြောင်းသူတွေကိုစိတ်ပိုင်းဆိုင်ရာအရာလဲပါဖို့ကူညီသွားမယ်။ဟန်ဆောင်တက္ကသိုလ်ကျောင်းသားရေးရဌာနအကြီးအကဲလီဆောင်ဟော့ကပြောပါတယ်ကိုရီးယားမှာတော့တော်မီသင်သေးပြီ တဘာဝပြီးအရေးပေါ်အခြေအနေကြီးညာခဲ့ရတဲ့ဒေတာတွေကအကြောင်းသားတွေအကျုံးဝင်ပါနေ။မန်22ရဲ့လောင်ကျွမ်းခင်းတဲ့တော်မီကြောင့်လူ30တည်ဆုံခဲ့ပါနေ။မြန်မာနိုင်ငံမှာတော့ငလင်ကြောင့်လူ3000ကျော်ထိတည်ဆုံခဲ့ပြီးဖြစ်ပါနေ။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။